ူတွေအတိနဲတဲ့ပင်စိမ့်နဲ့အကြောင်းလေးကိုဒီနေ့တရှယ်လာပြီးမှမျှဝေပေးမှာပေါ့နော်ဒါလေးကတော့ပင်စိမ့်နဲ့ပင်လေးပါသူ့ရဲ့အနည်းရွက်ကတော့အာပင်စိမ့်နဲ့အတူတူပဲပေါ့နော်သူ့ရဲ့အယောင်ကတော့အနက်ယောင်ညီညိုယောင်လို့ပြောရမှာလားပေါ့နော်ဒီအပင်ကဘာအတွက်ဒီကိုအကျိုးကျေးဇူးရရှိစေလဲဆိုရင်တရှယ်ကမျှဝေပေးပါမယ်နော်အခုဒီပင်စိမ့်နဲ့ကကိုစားနေတဲ့ပင်စိမ့်ထက်ကိုသူ့ရဲ့အနှံ့ပို့ပြီးမှပြင်းတယ်ပြောမှသူ့ရဲ့အရာတာကပေါ့နော်ခါတယ်ပူဆက်ဆက်တယ် အရသာတွေရှိရပါတော့အာတီချေပြမယ်ဒီပင်စိမ်းရဲ့အပင်ကြတော့ဘယ်လိုမျိုးလဲဆန်တီချေသွားပြီးမှပြမှာပါတီချေတို့စားနေတဲ့ပင်စိမ်းကြတော့ဒီလိုမျိုးအရွက်ကလေးပေါ့နော်သူကဘာလေးကွာသွားလဲလဲဆိုရင်သူ့ရဲ့အရောင်ရဲ့အာပြောမှာပေါ့နော်သူ့ရဲ့အရသာပေါ့နော်ဒီပင်စိမ်းရဲ့ကြတော့သူ့ရဲ့အနံ့ကြတော့ဒီပင်စိမ်းနဲ့ရဲ့အနံ့ကပို့ပြောမှာ ပေါ့နော်ပူပြောမှာအနံ့ပူပြီးမှထွက်တယ်အနံ့ပူပြီးမှပြင်းတယ်ပြီးဒီပင်စိမ်းနဲ့ကဒီပင်စိမ်းထက်ပူရောမှာပေါ့နော်အာသူရဲ့အရာတာပူပြီးမှပြင်းတာပေါ့နော်ဒီပင်စိမ်းနဲ့ကြတော့ခါတယ်ပူတယ်ဆက်တယ်ဝမ်မီကိုတောက်စီရပေါ့နော်နှလုံးတွေကို ကောင်းကျိုးပေးတယ်အာဒီပေါ့နော် အကိုကအိအိမိရာရှောင်းဆိုးတာယင်ကျက်တာတို့စီးအောင်တာတို့ဆိုရင်ဒီပင်းစိမ့်နဲ့တွေကိုကိုကစားပေးမယ်ဆိုရင်အပျောက်ကင်းစေတာပေါ့နော်ကိုကတော့ဗောနော်ဒီရှောင်းဆိုးတာတို့ပြီးယင်ကျက်တာတို့ဗောနော်အခုကစောင်းတွင်းဝင်လာတဲ့အခါမှာရာသီဥတုရဲ့အကူအပြောင်းကြောင့်အာရှောင်းဆိုးကြတယ်ယင်ကျက်ကြတယ်ရွှဲကျက်ကြတယ်ဗောနော်အမ်အဲ့ဒါဆိုရင်ဒီပင်းစိမ့်နဲ့ရဲ့အရွက်ဆယ်ရွက်ခန့်ကိုအာတီချေတို့ကယူပြောမှာဒီကျင်းလက်သစ်စာအာဗောနော်ယူမယ်ပြီးတော့ဗောနော် ဒီငရုတ်ကောင်းစေးပေါ့နော်ငရုတ်ကောင်းစေးကိုအာ3 4 5စေးလောက်ကိုရောပြောမှဒီ ၃ခွက်ကနေတစ်ခွက်ကျန်တဲ့အထိရအောင်ကိုကပြုတ်ပေးမှန်းပေါ့နော်အာပြီးရင်ရလာတဲ့အရေတစ်ခွက်စာတွေကိုကိုကဒီအာပြားရည်အနေငယ်ပေါ့နော်လက်ဖက်စာစွန်းတစ်စွန်းလောက်ရောထည့်ပြီးတော့မှအာကိုကဒီမနက်ကိုတစ်စွန်းနေ့လေကိုတစ်စွန်းညကိုတစ်စွန်းပေါ့နော်တချို့တို့ကတောက်သုံးပေးမယ်ဆိုရင်ခုနကဒီအာရင်ကျက်တာတို့ပေါ့နော် ပြီးရင်ချောင်းဆိုးတာတို့အေးမိတာတို့ပေါ့နော်အာအဲ့ဒါတွေကိုပျောက်ကင်းစေတယ်ပင်စိမ့်နဲ့ပင်လေးပါနော်ဒါတွေကအာတချို့တို့အိမ်မှာစိုက်ထားတာပေါ့နော်သူကစိုက်ပြရတာ လွဲပါလေဒီပင်စိမ်းနဲ့စိုက်တာတူတူပဲလွဲကူတာပေါ့နော်အာတခြားစင်းကြီးကိုတည်ရှင်နေဆိုရင်တည်ရှင်ရဲ့ account ကိုအာ like and follow ထားလို့ရပါတယ်အဲ့ပြင်တခြားစင်းကြီးကိုလည်းတည်ရှင်နေဆိုရင်တိချက်ရဲ့ comment အောက်မှာလည်းမေးမြန်းနိုင်ပါတယ်တိချက်ဆန္ဒပါရှင့်